မိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာ26ရက်6လ2025နောက်ဆုံးရသတင်းများကိုကျွန်တော်အညာသားမှ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာရန်ကုန်မန္တလေးလမ်းအောင်ပေါ်၌စစ်တပ်စခန်းကို PDF တပေါင်းစုတွေကတိုက်ခိုက်တင်ပိုက်သတင်းမဟုတ်မျိုးပေါ်တွင်ခိုအောင်နေတဲ့ဓမြ၅ဦးကို TNLA ကဖမ်းဆီးရမိသတင်း တိတိန်နဲ့မန်ဆောင်မန်ဆောင်တရာကြာနေဆက်ကုံတွယ်ရေးလန်းကိုစစ်ကောင်စီကဖျက်ဆီးမှုတရင်အစရှိတယ်။တရင်များကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိစစ်တပ်စခန်းကို PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစက္ကစ7ဦးသေဆုံးပြီး3ဦးအရှင်မိခဲ့ပြီးလက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိခဲ့တယ်လို့ သိရပါတယ်။ညောင်လေးပင်မြို့နေကြောက်တကားမြို့ကြားတော်ဝိကျေးရွာအင်းအား90ခန့်အထိုင်ချတက်ဆွဲထားတယ်။စစ်ကောင်စီစခန်းကိုမနေ့ကင်းမှာတိုက်ခတ်ရာအပိသက်ချိန်မုံနိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်73ဦးသေဆုံးခဲ့တဲ့အပြင်3ဦးကို အရှင်ဖမ်းမိခဲ့တာလို့ဆိုပါတယ်။ကြံရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းကိုဆွန့်ခွာ ထွက်ပြေးသွားတဲ့အတွက်လက်နဲ့ခရမ်းတွေနဲ့တခြားစစ်ပဆိုင်ရာပစ္စည်းတွေကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါစစ်စင်ရေးကို23ရက်မှာကြာဆုံးသွားတဲ့ရဲဘော်ကြော်စွာကိုဂုံပြုတ်တဲ့အနေနဲ့ကြော်စွာစစ်စင်ရေးအဖြစ်ဗျူဟာ26ကုကဲမှုနဲ့တော်ဝင်တောင်းတက်ရင်တော်ကြီးကန်းတက်ရင်တို့ကပူပေါင်းတိုက်ခိုက်သိမ့်ပိုက်ခဲ့တာလို့သိရပါတယ်။ 26ရက်6လ2025မိုးကုတ်မြို့ရွှေဘုံသာရက်ွက်တဲမှာဓမြ9ရောက်ကိုဖမ်းဆီးခဲ့တာပါအဲ့ဒီဓမြတွေကပြန်ပစ်လို့ TNLA နဲ့အပြန်လန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်မန္တလေးတိုင်းမိုးကုတ်မြို့ပေါ်မှာခိုအောင်နေတဲ့ဓမြ9ဦးကို TNLA ကဇွန်လ26ရက်နေ့ဒီနေ့မနေ့ပိတ်ဆို့ဖမ်းဆီးခဲ့ရမှာ နှစ်ပတ်ပြန်လန်းပြစ်ကတ်မှုတွေဖြစ်ပွားခဲ့ပြီးဓမြတွေအလုံးကိုအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါတယ်အဆိုပါဓမြတွေဟာခိုအောင်နေတာနှစ်လကျော်ကြာရှိပြီးဖြစ်နေပြီး TNL ရဲတပ်ဖွဲ့ကဒီကိရိမှာ အရှင်လက်ရဖမ်းဆီးရရှိခဲ့တာလို့သိရပါတယ်နောက်ထပ်တစ်ပတ်ရေမော်လမြိုင်ကာလန်စံပြရွာဂုံစင်းက အသီးနံရောင်းဝယ်လုပ်နေတဲ့အိမ်မှာမနေ့ကဇွန်လ90 25ရက်နေ့ကင်းပုံးဝစ်ပြန်လာတဲ့အကျန်းဖက်စက္ကဆတသားတွေကဗိုက်စာလို့ဆိုပြီးဒူရင်တီတောင်းစားရကနေအသက်68နှစ်အရွယ်အိရှင်အဖိုးကရောင်းထားပြီးသားမို့လို့မယူပါနဲ့တောင်းပန်ပြီးပြောပေမဲ့ရုပ်မှာမရိုင်းတဲ့စစ်ခွေးတွေက မပေးရခေါင်းလာဆိုပြီးထိုဒူရင်တဲ့အဖိုးကို ပြစ်တတ်ခဲ့တယ်လို့လဲ သိရပါတယ်ဓမ္မကြီးရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တိုက်ပွဲနယ်ပတ်သက်လို့ပြည်သူတွေအနေနဲ့မစိုးရိမ်ကြရန်နှင့်အင်အားဖြည့်တင်းပြီးခုကံကာကွယ်လျက်ရှိနေပါတယ်လို့ DPLA မှပြောဆိုထားပါတယ်အတက်နိုင်ဆုံးစ조사ပြီးတော့တိုက်ပွဲဝင်နေပါတယ်ဟုလည်းသိရပါတယ်ပြည်သူလူထုအနေနဲ့လည်းအရန်ကြီးမစိုးရိမ်ကြဖို့နဲ့စေရေးသတင်းတွေကိုတော့ အစဉ်အမြဲနားဆွင့်ထားရန်လိုအပ်ကြောင်းကိုလည်းအသိပေးပါရစေ။ဓမ္မံ၍ချင်းပြည်နယ်တီးတိမ်မြို့နယ်နှင့်မန်ဆောင်တရာကြားလန်ဆန်းရွာအနီးနေဆက်ကုံတွယ်ရေးကားလမ်းကိုစစ်ကောင်စီတပ်ကယနေ့ JCB နဲ့ဖျက်ဆီးကြတယ်လို့တတင်းရရှိပါတယ်။မနှစ်ကလည်းစက္ကစတပ်ဟာအိန္ဒိယမြန်မာနယ်ဆက်ကုံတွယ်ရေးကားလမ်းပေါ်မှာရှိတဲ့ မန်ဆောင်ကားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးခဲ့တယ်လို့သိရှိရပါတယ်။ယခုကားလမ်းကိုပါလာရောက်ဖျက်ဆီးကြလို့ကုန်တင်ကားတွေဟာတခြားလမ်းမသုံးနိုင်လို့နေဆက်မှာပဲကုန်တွေတော်လာရန်ခက်ခဲမှုတွေနဲ့ကြုံတွေ့နေရတယ်လို့လည်းသိရှိရပါတယ်။မကွေးတိုင်းပခုတ်ကူကရင် ပေါ့မြို့နယ်တဲကိုစစ်ကောင်စီတပ်က လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူလုံခြုံရေးတပ်ဖွဲ့ဝင်အပါ၅ဦးတေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်။ပေါ့မြို့နယ်ပေါ့မြို့နယ်တဲကကျွေးရကိုစစ်ကောင်စီတပ်ရဲ့ဝိုင်းတဲလေရင်နဲ့အနည်းဆုံး10ကျင်းဘုံ35လုံးအထက် ပုံကျဲချတိုက်ခိုက်ခဲ့တာလို့လည်းသိရှိရပါတယ်။ယခုအခါစက္ကဆဟာလူစုလူဝေးရှိတဲ့နေရာတွေကို ဓိကပြစ်မှတ်ထားပြီးတိုက်ခိုက်လာနေတယ်ဟုလည်းသိရှိရပါတယ်မိဘပြည်သူများအနေနဲ့စက္ကစလေရင်ကိုဓိကနာဆွင့်ထားရန်အထူးသတိရှိရန်လိုအပ်လျက်ရှိနေပါသည်ယန္တူသည်ယန္တူစက္ကစရာယခုအကာ PDF နှင့်မဟာမိတ် ပူပေါင်းတမားကိုမျက်နှာချင်းဆိုင် မရင်ဆိုင်ဝင့်သည့်အခါတွင် ပြည်သူများရှိရာနေရာများကို အဓိကလေချောင်းမှဘုံချဲတိုက်ခိုက်ခြင်းရှက်ရွာတွင်ဝင်ရောက်၍အတင်းအာမဖန်စီပေါ်တာဆွဲလူစလူသစ်စူဆောင်ပြီး၎င်းတို့၏စစ်မှုထမ်းရန်ခေါ်ဆောင်လျက်ရှိနေတာတွေကိုအစစ်မပြတ်တည်နေတက်လျက်ရှိနေပါတယ်ဒါကြောင့်မိဘပြည်သူများဘေးဘေးဒုက္ခအန္တရာယ်ပေါင်းမှကင်းဝေးကြပြီးမင်းစုံမင်းညစ်ဘေးမှအမြန်ဆုံး ကင်းလွတ်ကြပါစေဟုတောင်းစုမြစ်တာပို့သလိုက်ပါတယ်ယေရှုတင်ပါတယ်ခင်ဗျာ